ဒီနေ့ဗီဒီယိုလေးမှာတော့ advanced metering အကြောင်းပြောမှာပဲဖြစ်ပါတယ် advanced metering ဆိုတာကတော့ကျွန်တော်တို့ဓာတ်ပုံတစ်ပုံရိုက်လိုက်တယ်ဥပမာအမဲရောင် background ကိုထားပြီးတော့ရိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီအမဲကမဲတင်းတော့မမဲဘူးဒါမှမဟုတ်လို့ရှိရင် အဖြူရော background ပေါ်မှာရိုက်တယ်ဆိုရင် အဖြူကဖြူသိမ်းသလောက်မဖြူဘူး exposure meter ကိုတုံညမှာထားပြီးရိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ပုံရဲ့အလင်းမှောင်တွေကလင်းနေတာတွေမှောင်နေတာတွေကလင်းဖို့လိုအပ်နေသလိုမှောင်ဖို့လိုအပ်နေတဲ့အပိုင်းလေးတွေရှိကောင်းရှိနိုင်တယ်ဆိုတော့ဒါတွေကိုဖြည့်ရှင်းဖို့အတွက်ကကျွန်တော်အခုပြောပြမယ် effects exposure အကြောင်းကိုနားလည်မှာပဲရမှာဖြစ်ပါတယ် meter စနစ်တွေကတော့အများကြီးပဲရှိတယ် spot metering multi average စသဖြင့်အများကြီးအများကြီးမှရှိတယ်ကင်မရာအမျိုးအစားမတူတာနဲ့မီတာရင်းစနစ်တွေကကွဲပြားခြားနားသွားနိုင်တယ်ဒါကမီတာဖတ်တဲ့စနစ်ပေါ့ဒီမီတာဖတ်တဲ့စနစ်တွေထဲမှာအများဆုံးကတော့ကျွန်တော်တို့ average ကို၃ညများတယ်မီတာကို၃ညရောက်အောင်ချိန်ရသားနဲ့မှမှန်တာကဘာဖြစ်လို့လဲဆိုရယ်ပြဿနာလေးကိုအရင်ရှင်းပြပေးပါမယ်မီတာရင်းစင်ဆာစနစ်မှာကျွန်တော်တို့အဖြူလည်းမရှိဘူးအမဲလည်းမရှိဘူးအားလုံးကသူက gray ပဲတည်တယ် gray တောင်မှကျွန်တော်တို့က80% gray 78%ကနေတော့ gray ဆိုပြီးတော့ပဲသူကနားလေကျွန်တော်တို့ကဓာတ်ပုံတစ်ပုံရိုက်တော့မယ်ကျွန်တော်တို့က မီတာချိန်လိုက်ပြီဆိုလို့ရှိရင်ဒါလေးကိုချိန်လိုက်တယ်မီတာစနစ်ကဒီအဖြူမဖြူအောင်ဆိုပြီးတော့သူက grey ဖြစ်အောင်လုပ်လိုက်တယ်ဆိုတော့ဒီအတိုင်းပဲကျွန်တော်တို့အမဲကိုရိုက်ပြီဆိုတဲ့အချိန်ကြလို့ရှိရင်လည်းဒီမဲကိုမီတာထောက်ပြီးရိုက်လိုက်လို့ရှိရင်ကျွန်တော်တို့ကအန်တာမဖြစ်အောင်လို့မီတာကိုဆွဲတင်မယ်ဒါကမီတာမှာရှိတဲ့ပြဿနာပဲခေါ်ရမှာပေါ့နော်ဒီမီတာရင်းမှာဖြစ်နေတဲ့ပြဿနာကတော့အများကြီးဖြစ်နေမှာပဲဆိုတော့ပြင်ပြင်လို့လည်းမရဘူးအဲ့တော့ကျွန်တော်တို့ကဘယ်လိုလုပ်ရလဲဆိုတော့ photography ကိုရိုက်လာတဲ့ experience အရာရဲ့သူ့မှာရှိသင့်ရှိထိုက်တဲ့တုံးအကြောင်းရယ်ကိုကျွန်တော်တို့က သဘောတရားအခြေခံလောက်လေးနားလည်သွားပြီဆိုရင်တော့အဆင်ပြေတယ်အလွယ်တကူမှတ်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရှေ့မှာ exposure meter အကြောင်းပြောခဲ့တော့ကျွန်တော်တို့ plus နဲ့ minus ရဲ့0ရှိတယ်ဓာတ်ပုံတပုံရိုက်ပြီဆိုလို့ရှိရင် ကျွန်တော်တို့ normal condition မှာကျွန်တော်တို့က0ကိုထားပြီးတော့ပဲရိုက်ရမှာပဲဖြစ်တယ်0ထားရလို့ရှိရင်အနည်းဆက်ဆုံးအလင်းပေါင်နဲ့အကောင်းဆုံးပုံရိပ်ကိုပေးမယ်ဆိုပြီးတော့ပြောထားပေးကြတယ်ဒါပေမဲ့တချို့ case တွေမှာအနှင်းတော်ထဲမှာ အင်ကြီးအဖြူအောင်လေးနဲ့ရိုက်မယ်ဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ background အမဲထဲမှာအင်ကြီးအမဲနဲ့ရိုက်မယ်ဆိုတဲ့အချိန်မျိုးကြလို့ရှိရင်ကျွန်တော်တို့ကအမဲကမဲတင်းတော့မဲမှာမဟုတ်အဖြူကလည်းဖြူတင်းတော့ဖြူမှာမဟုတ်ဆိုတော့ဒီလိုပြဿနာလေးတွေကဘာဖြစ်တာလဲဆိုတော့မီတာကြောင့်မဖြစ်တာမီတာကိုဒီလိုမဖြစ်အောင်ဆိုလို့ရှိရင်မီတာရဲ့လှည့်စားတာမခံရအောင်မီတာကြောင်နေတဲ့ဟာကိုကကြော်ပြီးတော့ကိုလိုချင်တဲ့ပုံဖန်တီးနိုင်မှုအတွက်ကကျွန်တော်အခုပြောပြတဲ့ advanced metering ကိုလိုက်လာပြီးတော့ရိုက်မယ်ဆိုလို့ရှိရင်ရတယ်ခဲအောင်ရှိနေတဲ့ခဲလေးတစ်လုံးထည့်လိုက်ပါမယ် focus လည်းဖြတ်လို့ရမယ်ကျွန်တော်ရိုက်လို့ရပါမယ်ပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်ရိုက်ပြပါမယ် ISO က400ဗျာ shutter 250အပါချာ4ပေါ့เนาะကျွန်တော်အိုက်တိုင်းလေးနဲ့ရိုက်လိုက်မယ်ဆိုရင်ကျွန်တော်ဓာတ်ပုံမှာ background အဖြူပါနေဒါပေမဲ့အဖြူက area ကများနေတာဖြစ်တော့ကြောင့်မို့ကျွန်တော်တို့ metering မှာကတုံညထားပြီးတော့ရိုက်တဲ့အတိုင်းအောင်ကျွန်တော်တို့ရဲ့ exposure တွေကမှားနေမှာပဲဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဖြူရှင်နေဆိုလို့ရှိရင်ကျွန်တော်ကဘာလုပ်ရမလဲဆိုတော့ flashback ကိုပို့တိုးပေးရမယ်ဆိုတော့အခုဒါက ကျွန်တော်ဒီမှာအခုဒီတိုင်းလေးကိုကျွန်တော်ချိန်ထားတဲ့ဟာကျွန်တော်ဘာမှမပြောင်းထားဘူး exposure အတုံညမှာဖြစ်နေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ကဘာထက်ပြောင်းမလဲဆိုတော့ကျွန်တော် shutter speed လည်းမပြောင်းတော့ဘူးကျွန်တော် ISO ပဲ400နေပဲ1000တင်မှသူက plus 1ပြပေးရဗျာခဲအောင်လုပ်လိုက်တယ်ဆိုတော့ okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကနည်းနည်းလေးနှီးဆက်သွားပြီ exposure မှန်ကျင်နေရအဖြူကတိတ်မဖြူသေးဘူးလို့ခံစားရတယ်ဆိုရင်ကျွန်တော်တို့ ISO ကို1600လောက်ထားလိုက်မယ်ပေါ့နော် အဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအဲဆို400နေပြီးတော့1600ဆိုရင်ကျွန်တော်တို့က exposure က2 stop လောက်กว่าပါတယ်တကယ်လို့သာမီတာမှာပြနေတဲ့တုံညအတိုင်းပဲကျွန်တော်တို့ရိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ပုံကအခုပြထားတဲ့ပုံလိုပဲမင်းနေမှာပဲဖြစ်တယ် exposure ကတုံညဖြောင်းရိုက်ထားပေမဲ့ histogram ကိုကြည့်လိုက်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ပုံက anna ဖြစ်နေမှာကိုတွေ့ရမှာပဲဖြစ်တယ်ပေါ့နော်ဆိုတော့ဒီတွဲကြောင့်မို့ကျွန်တော်တို့ကအဖြူနောက်ခံပုံမှာခဲအောင်လေးနဲ့ရိုက်မယ်ဆိုလို့ရှိရင်လည်းအဆင်မပြေဘူးအဲ့တော့ကျွန်တော်အမဲအောင်လေးရိုက်ပါမယ်အမဲအောင်လေးရိုက်မယ်ဆိုရင်ရောကျွန်တော်တို့အဆင်ပြေမလား ဖြူမှန်ရဲ့လက်တဲ့အလင်းမောင်တို့ကမှန်သွားပြီဆိုရင်အမဲမှလည်းမှန်နိုင်တယ်အဲ့တော့ ISO က1600 shutter speed က250အပါချာ400ရဲ့လက်တော့ကျွန်တော်အလင်းမောင်ကအနည်းဆက်ဆုံးဖြစ်နေတယ်တကယ်လို့များကျွန်တော်တို့ကဒါကိုမီတာချိန်လိုက်လို့မီတာချိန်တော့တကယ်အလေကောင်မှရှိနေဖြစ်တယ်တော့တကယ်ကိုသူကအဓိကထားပြီးတော့ချိန်နေမယ် -1.7 ပြနေအဲ့တော့ကျွန်တော်1600နေပြီးတော့300ရောက်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ short လိုက်မယ်2500ပြတယ် ဆိုတော့2500ပြတော့ကျွန်တော်ရိုက်လိုက်တယ်2500ပြတော့ကျွန်တော်ရိုက်လိုက်တယ်ဆိုရင်ချိန်မှာပါဖြစ်သွားလဲဆိုတော့ဒီမှာရှိနေတဲ့အမေကမဲတင်းတော့မမဲတော့အဲ့တော့ကြောင့်မို့ကျွန်တော်တို့က exposure ကမှားတယ်လို့ပြောလို့ရတယ်ဗောနော digital photography မှာကအလင်းမောင်နေွားတဲ့ပုံကို photoshop ထဲမှာပဲဖြစ်ဖြစ် camera raw ထဲမှာဖြစ်ဖြစ်ပြန်တင်လို့ရတာဖြစ်ပေမဲ့ဘန်းွားတဲ့ပုံဆိုလို့ရှိရင်တော့ exposure one shot ထက်ကျော်ပြီးွားတော့ကျွန်တော် recover ဆွဲလို့ရတယ်ဆိုပေမဲ့ ျွန်တော်ကတော့တဘာဝနဲ့နီးစပ်တဲ့အကြောင်းတွေမဟုတ်တော့မှကိုစိုးရင်ရတယ်အဲ့တော့ကြောင့်မို့ safe ဖြစ်တာကတော့ကျွန်တော်တို့က one store လောက်ကို exposure ကဘန်ဝတာကပြဿနာမရှိဘူးအဲ့တော့အဖြူထဲမှာအဖြူရိုက်မယ်အမဲထဲမှာအမဲရိုက်မယ်ဆိုတဲ့အခြေမျိုးကြလို့ရှိရင် metering ကိုတိတ်ပြီးတော့ view size ဆရာမလို့ဘူးအပေါင်းဖက်ကိုပဲရောက်ရင်လည်းရောက်နေပြီမယ်အနှုတ်ဖက်ကိုရောက်ချင်လည်းရောက်နေလိမ့်မယ်ဒါကကိုရိုက်နေတဲ့အကြောင်းအရာပေါ်မူတည်ပြီးတော့မီတာကလိုက်ပြောင်းနေလိမ့်မယ်သူ့မှာက gray တစ်မျိုးတည်းပဲတည်တာဖြစ်တဲ့တော့ကြောင့်မလို့ကျွန်တော်တို့ကအဖြူရောအမဲရောမရှိဘူး80% gray ကိုပဲနားလည်မှာဖြစ်တဲ့တော့ကြောင့်မလို့ဘာပဲရိုက်ရိုက်သူက ခဲဖြစ်အောင်မဲလို့မှာအဲ့တော့ကြောင့်မို့ကိုကအမဲဆိုရင်အမဲတန်ဖို့မှန်အောင်အဖြူဆိုရင်အဖြူရဲ့တန်ဖို့မှန်အောင် plus minus လေးရဖို့တော့ကိုကစားပြဖို့လိုတယ်ဒါလို့ကစားနိုင်မှသာလင်ကိုရဲ့ပုံက exposure မှန်တယ်တုံးပြည့်တဲ့ပုံလေးကိုရမှာပဲဖြစ်တယ်ဒီတိုင်းပဲကျွန်တော်တို့က histogram ကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်အဖြူထဲမှာအဖြူဆိုရင် highlight ဘက်ခြမ်းမှာများနေနေနဲ့အမဲထဲမှာအမဲဆိုရင်တော့ shadow ဘက်ခြမ်းမှာများနေလိမ့်မယ်အန်နာဖြစ်သွားတဲ့ပုံလေးကတော့ဆွဲတင်လို့ရဖြစ်တော့တိတ်ပြီးတော့အရင်မကြည့်ဘူးဒါပေမဲ့သူလည်း limitation ကိုကျော်သွားပြီဆိုရင်တော့ noise တွေထလာနိုင်တယ် ကောင်းတာကတော့ကျွန်တော်တို့က under ကို2 slot လောက်ရိုက်မယ် over ကို1 slot လောက်ဆိုလို့ရှိရင်တော့အဆင်ပြေပါတယ် exposure ကဘန်းွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့1 slot ပဲကောင်းတာဖြစ်တဲ့ကြောင့်မလို့ exposure ကို play back ထဲမှာ highlight လက်လေးကို on ပြီးတော့ check လုပ်သင့်ပါတယ် viewfinder မှာနဲ့ camera ရဲ့ meter ထဲမှာကြည့်လိုက်လို့ exposure က plus back plus 2ကိုရောက်နေတယ်ဒါကကိုရိုက်နေတဲ့ condition အကြောင်းအရာပေါ် subject ပေါ်မူတည်ပြီးတော့ plus back ကိုရောက်နေတာပဲဖြစ်တယ်တကယ်လို့ play back မှာကြည့်လိုက်လို့ကျွန်တော်တို့က exposure ကမဘန်းသေးဘူးကိုယ့်ရဲ့အဖြူတန်မိုးတွေကဖြူတင်းတော့မဖြူသေးဘူးလို့ခံစားရတယ်ဆိုလို့ရှိရင် exposure ထပ်ပြီး plus back ကိုထပ်တိုးလို့ရတယ်ဒီ knee sinus ကိုတုံးပြီးတော့ရိုက်ချင်းအပြင်ကိုရိုက်တဲ့ပုံတွေကအလင်းမောင်လဲမှန်သွားမယ်တုံးလဲပြည့်သွားမယ် exposure က professional exposure quality လေးကိုရမှာပဲဖြစ်တယ် no more post processing ပေါ့ဗျာရိုက်တုံးကမဲခြင်းမဲမဖြူခြင်းဖြူမဲ photoshop ရဲ့ရောက်မှာအလင်းမှောင်ပြန်ချတဲ့ကိစ္စမျိုးတွေမလိုအပ်တော့ဘူး advanced metering အကြောင်းကိုနားလည်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က photoshop မှာပြင်ပြင်ရမယ့်ကိစ္စလေးတွေတက်တာဝမယ်ရိုက်တုံးကမဲနေတဲ့ဟာတွေကိုပြင်ဖြူရတာရိုက်တုံးကဖြူဝါလို့ပြင်မဲရတဲ့ကိစ္စမျိုးတွေမရှိတော့ဘူးပေါ့ advanced metering စနစ်ကိုအသုံးပြုပြီးတော့ရိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က exposure ကောင်းတဲ့ပုံတပုံကိုရမှာပဲဖြစ်တယ်မဲနေတဲ့အရာဝတ္ထုတွေကမဲတဲ့လောက်မဲမယ်ဖြူနေတဲ့အရာဝတ္ထုတွေဖြူတဲ့လောက်ဖြူမယ်ဆိုတော့ good exposure လေးကိုအလွယ်တကူရမှာပဲဖြစ်တယ် background အဖြူထဲမှာအဖြူမဟုတ်ဘူး background အမဲထဲမှာအမဲမဟုတ်ဘူးဆိုလို့ရှိရင်တော့ metering ကိုတုံညက်ထားပြီးရိုက်လို့ရတယ်ကွန်ပျူတာထားလိုက်တဲ့ဟာကအမဲဖြစ်နေမယ်ဆိုလို့ရှိရင်တတိထားဖို့လိုတယ် အဖြူဖြစ်နေမယ်ဆိုလို့ရှိရင်သတိထားဖို့လိုတယ်ကျွန်တော်တို့က average metering ကိုသုံးမယ်ဆိုရင်တော့ပြဿနာမရှိဘူးဆိုပေမဲ့ spot metering ကိုသုံးပြီးတော့ကျွန်တော်အိမ်အမဲကိုထောက်လိုက်မယ်ဆိုလို့ရှိရင် exposure ကြီးကတလွဲဖြစ်သွားနိုင်တယ်အဲ့လိုပဲကျွန်တော်အိမ်ဖြူဝတ်ထားမယ် spot metering နဲ့ထောက်လိုက်မယ်ဆိုလို့ရှိရင် exposure ကတမျိုးဖြစ်သွားနိုင်တယ် average ကတော့ကျွန်တော်ဒီ screen ထဲမှာမြင်နေရတယ် viewfinder ထဲမှာမြင်နေရတယ်အလင်း percentage တွေအကုန်လုံးကိုတွက်ပြီးတော့ average ရှိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့အနည်းဆုံးတော့ပြေးပြေးမှာပဲဖြစ်တယ်ကျွန်တော်အခုပြောသွားတဲ့ technique တွေကိုသုံးပြီးတော့ ုံကောင်းလေးတွေရနိုင်ပါစေလို့ဆုတောင်းပေးပါရစေ။ Advanced Exposure နဲ့ပတ်သက်ပြီးတော့မရှင်းတာမသိရရှိရဆိုလို့ရှိရင်ကျွန်တော် comment မှာမေးခဲ့လို့ရတယ်။နောက်ထပ် video မှာတွေ့မယ်နော်။